စေစောဖြဲခင်နာမကိုလောချင်မှာပါတယ်။ဒီညမှာအာအနေငယ်ကျွန်တော်နောက်ဘတ်တော်နဲ့ပတ်သက်ပြီးမှဝင်းဟာတင်ပြလို့ရရှိရင်အဲ့ဒါကတော့အချို့တော့သူတွေကဖြဲခင်ရဲ့ကေရင်ချင်းတရားကိုညင်းပေပြီးမှငရဲကိုသွားမယ်ဆိုတာကိုဖြဲခင်ကတိလက်တာနဲ့ပါလို့ဖန်ဆင်းကြလေပါနော်။အချို့သူတွေကဖယားခင်ရဲ့ကေရင်ချင်းတရားကိုမယုံကြည်ဘဲနဲ့ညင်းပေပြီးမှငရဲသွားမယ်ဆိုတဲ့အရာကို အကြာရောင်းတီးတဲ့ဖရာခင်ကတီးရတန်းနေဒီလိုပါလို့ဖရာခင်ဖန်ဆင်းတယ်ဆိုတဲ့မေခွန်လီနဲ့ပတ်သက်ပြီးမှကျွန်တော်အနေနဲ့ဒီနေ့မှာစီနေသွားချင်ပါတယ်ဖရာခင်ကအရာရာအားလုံးကိုတီးတယ်ဆိုတာကျမ်းစာမှာအတိအလင်းဖော်ပြထားတယ်ဆင်ယောဟန်ကအာဆင်ယောစင်ယိုဟန်ပြမစာဆောင်အခန်းကြီးတုံးအပိုင်းငယ်30ဆလံတရား တရား39ခုမြောက်တော်ဆံလပိုင်းငယ်တိကနီ6တိကြီးမြေဆိုလို့ရှင်တော့ဖျားခင်ကပြီးဆုံးပန်အတိတ်အနာဂတ်အားလုံးကိုတည်တဲ့ဖျားခင်ဖြစ်တဲ့ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့တွေးရတယ်ဆိုတော့အဲ့လိုတည်တဲ့ဖျားခင်ကအာဒန်နဲ့အေဝါကသူစကားကိုနားမထောင်ဘဲနဲ့ဒီမဆာယဆိုတဲ့အတီးကိုစားကြမယ်ဆိုတာကိုဖျားခင်တည်တည်ရတဲ့နဲ့ဘာလို့အာဒန်နဲ့အေဝါကိုဖန်ဆင်းခဲ့လဲဆိုတဲ့အာမေခွန်လေတကယ်ကြီးမားတဲ့မေခွန်ဖြစ်တဲ့ ဆိုတော့ကျွန်တော်အထင်မှာလူတော်တော်များများဟာတခါတလေဆိုလို့ရှင်ကျွန်တော်အပောင်းပေါ့နော်ဖယားခင်ဟာငါတို့လူချင်းတလို့မဖြစ်စီဘူးဆိုရယ်ငါသူ့ကိုမယုံကြည်မကိုးကွယ်ချင်ဘူးဆိုတဲ့အာစိတ်ထားရှိကြပုံပေါ်တယ်အာတော်များများပေါ့ကျွန်တော်မှာအာကျွန်တော်ချစ်တယ်ကျွန်တော်ခင်တယ်ဆိုလို့ရှင်တော့တားလို့ပေးရမယ်အဲ့ဒါမှ သူဝင်ချင်းပီတာတဲ့ပါညာနဲ့ကျွန်တော်တို့အဲ့ဒီလူသားအကျင့်စိုက်နဲ့အတူပဲကျွန်တော်ကကျွန်တော်တို့အကြိုက်တယ်လို့ဖျားခင်မလို့ပြောဆိုလို့ရှင်တော့ဖျားခင်ကျွန်တော်မှာယုံကြည်ခြင်းတဲ့စိတ်ကိုကိုယ်ချင်းတဲ့စိတ်တတ်တွေကတော်လေးအာမရှိတဲ့တဘောတွေကျွန်တော်မှာလူစားတီမှာပြတ်တက်တဲ့တဘောတွေရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့တခါတလေကြာရင်အများနဲ့မတူတဲ့အချာနီလန်တမျိုးနဲ့စဉ်းစားမိတာကတော့ဖျားခင်က ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့သူဖြစ်တယ်။အာကျွန်တော်တို့ကလည်းဖန်ဆင်းပြီးအသိနဲ့အသက်ဆင်ခြင်း complete ဖျားဖြစ်တယ်။သူဟာအမှန်တရားကိုတိဆောက်တဲ့ဖျားဖြစ်တယ်။အမှန်တရားပေါ်မှာယက်တည်တဲ့ဖျားဖြစ်တယ်။ငါတို့ကဘာဘာကြီးတွေဖြစ်နေကြလို့ဖျားကိုကြည့်ပြီးမှခမရမတရားဘူးလို့ပြောနိုင်ကြမလဲဘောနော်။ ျွန်တော်တို့အနေနဲ့ဖယားခင်ကိုခမရမတရားဘူးဒီလူတွေဖန်ဆင်းပြီးမှငရေသွားစီတယ်ဆိုတဲ့အမျိုးငါတို့ကပါငါတို့ပါမလို့သူ့ကိုကျွန်တော်ကအဲ့လိုစင်ခေါ်ပြီးမှမေးနိုင်ကြမလဲပေါ့နော်ဆိုတော့ငါတို့ငါတို့အနေနဲ့လူသားတွေဖြစ်တဲ့အချိန်မှာအဲ့ဒီမေခွန်းတွေဖြစ်လာရချင်းကျွန်တော်ကဖယားခင်ရဲ့အကြံစီတော်နဲ့ဖယားခင်ဆုံးမတော်တင်ချင်းလမ်းပြချင်းနောက်ဘက်တော့ဓမ္မတရားဟုတ်ဓမ္မတော်ကျွန်တော်တို့ကနားလည်မှု အနေငယ်အခေါင်းပါတိတဲ့ချင်းမှာအဲ့လိုမျိုးမေးခွန်းနေဖြစ်လာတတ်တာဖြစ်တယ်ယုံကြည်ခြင်းအားနေတဲ့ချင်းအဝိညာဉ်အားနေတဲ့ချင်းလို့အများသုံးသပ်တဲ့အချင်းတွေမှာဒီလိုမျိုးမေးခွန်းတွေပေါ်လာတတ်တယ်။ဒါပေမဲ့ဖယားခင်ကကျွန်တော်တို့လူတွေအချို့ငရေတော့ဖန်ဆင်းတလားဆိုတဲ့မေးခွန်းမှာဆေယောအခန်းကြီးတုံးအပိုင်ငယ်16မှာကြီးမယ်ဆိုလို့ရှိရင်တပါတိတော့သားတော်ကိုစွန့်တော်မူရလောကီတော်ကိုဖျက်ခင်ချစ်တယ်။ဆိုတော့အဲ့ဒီမှာ လောဂီတာတွေချစ်တဲ့သူ့ကိုတားတော့ကိုယုံကြည်တဲ့သူတိုင်းဟာပျက်စီးခြင်းတို့မရောက်ဘဲနဲ့ပါဝါအတက်ကိုရဖို့လုံးဟာဖျားခင်လို့ရရှိတယ်။ဖျားခင်အာဖျားခင်အကြံစီတော့ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်ကသိရတယ်။ဒါပေမဲ့ဆင်ရွာအခန်းကြီးတုံးပိုင်းငယ်ဆက်ခွန်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီတားတော့တပါးတီတော့တားတော့ကိုဖျားခင်စီလို့တပါးတီတော့တားတော့မယုံကြည်တဲ့သူတွေကယခုပင်လင်တရားစီရင်ခြင်းကိုခံရတယ်ဆိုတဲ့အရာကိုကျွန်တော်ကသတိမှတွေးရတာဖြစ်တယ်။ဆိုတဲ့အချိန်ကျတော့ ဖယားခင်ကကျွန်တော်တို့ကိုကေတင်ဖို့တူရတာတော်ပေးတယ်။ဒါမြင့်အဲ့ဒီထိမှမမယုံကြည်တဲ့သူတွေကယခုပင်နဲ့တရားစီရင်နောက်မှနောက်မှသူတို့တည်ပြီးမှငရေသွားမယ်ဆိုတာတည်းအခုပင်နဲ့တရားစီရင်ကျွန်တော်ခံနေရတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။ဒါတွေကိုကြည်ချင်းအဖြစ်တီချာတာကတော့ဖယားခင်ကငါတို့ကိုငရေမသွားစီပင်နဲ့ကေတင်ချင်းတရားကို ကနေချင်းတယောက်ကိုခံစားစီချင်နေဆိုတဲ့အရာတီးတာဘာလို့လဲဆိုတော့တပါတီတော့တားတော့စွန့်တော်မနေတော့လော်ဟီတာတို့ချစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ပြဿနာဒူးကိုမယုံကြည်တဲ့အတွက်ကြောင့်မယုံကြည်တဲ့သူတွေကအခုပင်တရားစီရင်ခြင်းကိုခံနေကြရဖြစ်တယ်ဆိုတော့ဥပမာဖြစ်တမဟောင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့အာအာရေစီချီလာအခန်းကြီးတုံးအပိုက်ငယ်အပိုက်ငယ်အာဒီစက်တီမှာကြည့်မယ်ဆိုလို့ရှင်တော့တီချင်းကိုဖျားမနှစ်တက်ဘူး နောင်တရပြီးအသက်စင်တာကိုနှစ်တက်တက်ဖျားဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ကဒီလင်းတွေးရတယ်ဆိုတော့အာဒီထရငရေးတော့ဟုတ်ပြောနေတေချင်းဆိုတဲ့နေရာမှာတေချင်းအမျိုးမျိုးရှိပြီမဲ့ဒီနေရာမှာဖျားခင်ကတေချင်းဆိုတဲ့အရာအရာကိုဖျားခင်ကမနှစ်တက်ဘူးကျွန်တော်မတေးစီချင်ဘူးဆိုတဲ့အရာကိုဒီနေရာမှာကျွန်တော်တွေးရတယ်ဒုတိယအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ရေးစကြီးလာအခန်းကြီး73အပိုင်းငယ်32မှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အတိခံရတော့သူဤ အတိခံချင်မှု၌ငါတီပျော်မွေ့ခြင်းမရှိ ထို့ကြောင့်ပြောင်းလဲ၏အသက်ဆင်ကြလောဟုအစင်ထရပြမိန်တော်မူတယ်ဆိုတော့ဒီမှာထပ်ကြော်ရလေဖယားခင်ကဒီမကောင်းတဲ့အဖြစ်တရားနဲ့တီချင်းဖြစ်စေထရအတီချင်းဖြစ်စေဒီဒီအမှုရာတွေကိုတီချင်းဆိုတဲ့ရောက်ဖယားခင်ကျွန်တော်မကြုံတွေ့စေချင်ဘူးဒီကပြောင်းလဲစေချင်တယ်ဆိုတော့ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ ဒီကြိလအခန်းကြီး73မှာကြည့်မယ်ဆိုလို့ရှိရင်တော့မတရားတော့သူအတိအတိခံချင်းမှုနိုင်အနေငယ်ပင်လေအာမမတရားတော့သူအတိခံချင်းမှုနိုင်အနေငယ်ပင်လေပြောမွေးချင်းမရှိဘူးမတရားတဲ့သူဖြစ်နေပါစေအဲ့လိုမျိုးမတရားတဲ့သူရဲ့အတိချင်းမှလည်းဖျက်ခင်အနေငယ်တော့မှပြောမွေးချင်းမရှိဘူးလူသားတွေကို ဘလူမှာဒီမသေးစေချင်ဘူးဆိုတဲ့အရာကိုကျွန်တော်ပြင်ရမှာပြရတယ်။တပီးမှာကျွန်တော်ဆက်ပြီးလေ့လာမယ်ဆိုတော့ဖြတ်ခင်လိုချင်တာပါလေ။ဆိုတော့ဖြတ်ခင်ကျွန်တော်မသေးစေချင်ဘူး။ကေရင်ချင်းခန်းစားစီချင်တယ်။ဆိုတော့ဖြတ်ခင်လိုချင်တာပါလေ။တပီးမှာကြည့်မယ်ဆိုလို့ရှင်တော့တုတ်တန်ချာခန်းကြည့်တဲ့ပိုင်းရဆက်ခွန်မှာငါ့ကိုချစ်တော်သူတို့ကငါချစ်တယ်။ကျိုးစားကျိုးစားပြီးစားတော်သူတွေ့တယ်ဆိုတော့ကျွန်တော်ကဖြတ်ခင်ကျွန်တော်တို့ပုံမှာဖြတ်ခင်လိုချင်တဲ့အရာဖြတ်ခင် ကျွန်တော်တို့ကဖျားခင်ချစ်တော်ဖျားခင်လိုချင်တယ်ကြိုးစားပြီးမှစားတာကိုလေဖျားခင်လိုချင်တာဖြစ်တယ်ဆိုတော့ယေမိမြေတန်းစကအခန်းကြီးတော်ပိုင်းငယ်25မှာကိုတော့ကိုမျောလင်းမျောလင်းလေစာတော့သူကိုဂျေစုပြုတယ်ဖျားဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့သိရတယ်ဆိုတော့ဒီနေရာမှာလေဖျားခင်ကျွန်တော်ကိုဂျေစုပြုချင်တယ်အဲ့ဒါတော့ကြောကိုတော့ကျွန်တော်မျောလင်းဖို့လို့ဖျားခင်လိုရှိတယ်စာတော့သူဖြစ်ဖို့လို့လည်းဖျားခင် ဖျက်ခင်လို့ရှိမှာကျွန်တော်ကိုတော့မျောလင်းတော့ဒီကိုတော့ဆာတော့သူကိုဂျေစုပြုဖို့လားကျွန်တော်ကိုဖျက်ခင်ကမပြောင်းလဲပဲနဲ့အစင်းနေဆောင်နေတယ်ဆိုတဲ့အရာကိုလည်းကျွန်တော်ဒီနေရာမှာတွေ့ရတယ်။နောက်ပြီးမှရေမြအခန်းကြီး29အပိုင်းငယ်73မှာကြီးမယ်ဆိုတော့ငါ့ကိုဆာတော့အခါစိတ်နှလုံးအကြုံမင်းနဲ့ဆာလင်တွေ့ကြလိမ့်မယ်။ ဆိုတော့အဲ့လောက်ထိဖျားခင်ကကျွန်တော်တို့နီလန်ပြင်ဆင်ပြီးတော့ဗောနော်ဖျားခင်ကိုစားရမယ်စားစီခြင်းနဲ့အာမတီစီခြင်းမှုဆိုတဲ့အရာကိုစံစာထင်မှာကျွန်တော်တွေ့ရတယ်ဆိုတော့ဆင်ယောအခန်းကြီးအာဟီဆာအခန်းကြီး55အပိုင်းငယ်20ကနေ25ကိုကြည့်မယ်ဆိုရင်ငါကိုမျှော်ကြည့်၍ကေတင်ချင်းဂျေစုကိုခံကြလောဒါဖျက်ကံပိအမိပေးတဲ့အရာဖြစ်တယ်။ငါ့ကိုမျှော်လင့်ပြီးမှကေတင်ချင်းဂျေစုကိုခံကြလောဆိုမှကျွန်တော်ပြောထားတယ်။ဆိုတော့ အာတမတိမကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ပထမဒီမော်ဒီပထမဆောင်ဆောင်အခန်းကြီးနှစ်အပိုင်ငယ်၄မှာလူအပေါင်းတို့ဒီကေရင်ချင်းတို့ရောက်၍တမတရားကိုတီးစေခြင်းကဖျားခင်လို့ရှိတယ်။ဖျားခင်မတီးကျွန်တော်တို့မတီးစေချင်ဘူးဖျားခင်ကိုတီးဖို့လုံကဖျားခင်လို့ရှိတယ်။ကျွန်တော်တို့ဂျေစုပြုဖွဲ့လဲဒီကအစင်တဲ့အမြဲတမ်းရှိတဲ့ဖျားခင်ဖြစ်တယ်။ဆိုတော့ဖျားခင်ကလူသားအားလုံးကိုကေရင်ချင်းအာခန်းစားရရှိစီလူတယ်ဆိုတဲ့အရာဒီနာမှာတီးတာ ဆိုတော့တားတော်အဖြစ်ကနေနေဝိညာဉ်တော်အဖြစ်လမ်းပြလမ်းပြတယ်နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့သွန်နေတယ်တားတော်ကိုအဲ့ဒါကိုယုံကြည်တူတွေအနေနဲ့ဟောပြောဖို့လည်းလိုအပ်တယ်အခုမယုံကြည်တဲ့တူတွေတူတွေရှိနေတဲ့အချိန်မှာကျွန်တော်ရဲ့ယုံကြည်ခြင်းကိုလည်းကျွန်တော်မှဟောပြောဖို့ဖြတ်ခင်အလိုအလိုချင်တာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါကြောင့် အမြင့်တန်တက်တီခမိတ်မှာပေးဖို့လိုလိုချင်တယ်အဲ့ဒါကြောင့်စမ်းစမ်းကျွန်တော်တို့ပြရတော့နိုင်ငံတော်နဲ့ဖြောင်းမချင်းတရားကိုစီဥစွာဆာချတော့နောက်မှထွေရမြောက်ထပ်ပြီးပြီးတော့မူမယ်ဆိုတဲ့ရဆိုပြီးမှယုံကြည်သူတွေထပ်ပြီးမှမတီးသေးတဲ့သူတွေဖျားကိုတီးလာဖို့လိုကတက်တီခံဖို့ဖျားခံမိတ်မှာတော့ကျွန်တော်တို့တွေ့ရတယ်ဆိုအချင်းမရှိသည့်ဖြစ်စေရှိသည့်ဖြစ်စေနောက်ပတ်တော့ကိုဟောပြောလို့ဆိုပြီးမှတော့မှအာ ဒီမော်ဒီဒုတိယဆောင်အခန်းကြီးလေးပိုင်းငယ်နှိမ့်မှာဆိုလို့ရှင်တော့ထပ်ပြီးမှပြောထားတာကိုကျွန်တော်တို့သိရတာပေါ့နော်ကျွန်တော်တို့ယုံကြည်သူတွေမဟောပြောလို့အခြားအခြားသူတွေဖယားကိုမတီးပင်းနဲ့နေဖယားကိုမတီးရင်အဲ့ဒါဖယားအမှားမဟုတ်ဘူးကျွန်တော်တို့မယုံကြည်တဲ့ယုံကြည်တဲ့သူတွေကမယုံကြည်သေးတဲ့သူတွေယုံကြည်လောင်မတီးသေးတဲ့လူတွေတီးလောင်ကျွန်တော်တို့မဟောပြောတဲ့ကျွန်တော်တို့ယုံကြည်တဲ့သူတွေရဲ့အမှားဖြစ်တယ်ဆိုတော့ ယစ်ချီလာအခန်းကြီးတုံအပိုင်ငယ်ဆက်စစ်ခန်းနေဆက်ကိုတီကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တင်းဒီလူဆိုအားတတိပေရော့စကားကိုမပြောဘဲနေရင်သူရဲ့အသက်ကိုတင်နိုင်ငါတောင်းမယ်ဆိုတော့ကျွန်တော်တို့မှာကောင်းကင်ကိုတွားတဲ့အချိန်မှာဖယားခင်ကသူ့မယုံကြည်ဘဲနဲ့ငရဲတွားချမယ်ဆိုတာကိုအရာရောလို့တည့်ရဖယားခင်တည့်ရတဲ့နဲ့ဘာလို့ဖန်ဆင်းတယ်လဲဆိုရအောင်ကျွန်တော်မိခွန်တုတ်တဲ့အချိန်မှာဖယားခင်ကဖယားခင်ကလူတော်က ဖြားခင်အရောင်းကိုတီးရတယ်သူကဘယ်သူကောင်းရင်တော်မယ်ဘယ်သူငရေတော်မယ်ဆိုတော့တီးပြီးသားဒါပေမဲ့ဖြားခင်အကုန်လုံးကိုမတီးစေချင်ဘူးကောင်းကောင်းသွားစေချင်တယ်သူ့ကိုလည်းတီးစေချင်အဲ့လိုတီးဖွက်လင်ကျွန်တော်ယုံကြည်သူတွေကအဲ့ဒီဟာကိုကျွန်တော်ဟောပြောပြီးမှနောက်ပတ်တော့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုတက်တီခံပြီးမှအာ even ဒီတရားကိုဟောပြောဖို့လုံအောင်ဖြားခင်လို့ရှိတယ်ဆိုတော့ကျွန်တော်မှမဟောပြောလို့သူများမတီးလို့ရှင်ဖြားခင်ကဒုရဲ့အတက်ဥညင်အတွက်ကိုကျွန်တော်ရှိမှတောင်းမယ်ဆိုတဲ့အရာအဲ့ဒါဖျားမှမဟုတ်ပဲနဲ့ကျွန်တော်တို့ ယုံကြည်တဲ့သူတွေရဲ့အမှားဖြစ်တဲ့ကျွန်တော်ရဲ့ယုံကြည်ချက်မဟုတ်လို့သူများမသိတာဖြစ်နိုင်တဲ့အတွက်ကြောင့်ဒါနံပါတ်1ဖရာငရေသွားတဲ့သူရှိလူခဲ့မယ်ဆိုလို့ရှိရင်တော့ဒါဖရာမှာမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့မဟုတ်ပြောတက်တီမခံချဲကြောက်သူတို့အပြစ်သွားတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့အမှားဖြစ်တယ်ကျွန်တော်တို့ရှိမှသူတို့ရဲ့ဝိညာဉ်အတွက်ဖျက်ခင်တောင်းမယ်ဆိုတဲ့အရာကိုပြောထားတယ်ယောမအခန်းကြီး30အပိုင်း7ခုမှာယုံကြည်ခြင်းတည်ကြားနာခြင်းအဖြစ်အာ ချစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလုံးဝဟောပြောဖို့တောင်းရှိတယ်ကျွန်တော်မှာကျွန်တော်ကြားနာခဲ့ပြီးပြီးယုံကြည်ခဲ့ပြီးပြီးမယုံကြည်သေးတဲ့သူတွေတော့ကျွန်တော်တို့မှာလုံးဝဟောပြောဖို့လောကဖြတ်ခင်အလိုလိုရှိရပါတော့ကျွန်တော်တို့မဟောပြောနဲ့သူတို့မကြားနာဘဲနဲ့ဘယ်လိုယုံကြည်ကြမလဲပေါ့နော်ဒါပေမဲ့တခြားနိလာအနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ယောမအခန်းကြီးတင်းနှစ်ကိုကြည့်မယ်ကြည့်ချင်အဖြစ်ကျွန်တော်တို့တီးရတီးရတဲ့အရာဒီဖန်ဆင်းခြင်းစက်ကြော်တစ်ခုလုံးကိုသူတို့ကြည့်ချင်အဖြစ်အော်ဖန်ဆင်းခြင်းရှိတာပဲ ဖျားရှိတာပဲဆိုတာသူတို့တည်တင်တာပေါ့ပြီးတော့ရှင်လေကိုကိုကိုသူတို့ကလည်းသူတို့ပြန်ကြည့်ချင်ဖြစ်လေငါကိုရဲ့တခင်ရှိတယ်ကိုရဲ့ဖန်ဆင်းရှင်ရှိတယ်ကိုအဖြစ်ငါတဆွန်နိုင်တာမရှိဘူးအသက်ကိုပေးတဲ့ဖျားဖြစ်တယ်ဆိုတဲ့ဖျားကိုသူတို့မှလည်းအာတီးဖို့တောင်းရှိရောနော်သူတို့တည်တင်တဲ့ဖျားကိုသူတို့အဲ့လိုတီးဖို့ခွန်လန်းနေများကြည့်ရှိတယ်အခုဆိုလို့ရှင်တော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှင်ဒီခက်ဒီကလာမဆိုလို့ရှင်တော့စာအုပ်စာပေနဲ့ဖျားတရားအကြောင်းတွေပွားများလာတယ် အာအတမ်ပိုင်တို့အာဗီဒီယိုလေဒီယိုတွေအဖြစ်အာဖုန်းတွေစာအုပ်တွေအဖြစ်စာဆောင်တွေအဖြစ်ဒီဟောပြောခြင်းတွေမဟုတ်ရတော့မှာဒီနေရာတွေအားလုံးကဘာသာစကားအတိအကျမှာနေရာတိုင်းမှာဖျားခင်စကားပြန်ထနေပြီဖြစ်တဲ့အတွက်ကြောင့်ဒီမယုံကြည်တဲ့သူတွေကလည်းငါတို့ကမတိလို့ဆိုတဲ့အခွန်မှာသူတို့မှပြောခွင့်မရှိဘူးသူတို့မှတိဖို့ရအခွန်လမ်းနေအများကြီးကောင်းကင်နဲ့မြေကြီးကိုကြည့်ပြီးမှသူတို့ဖျားအာ ພັນຊິນຊິນຊິເຊື້ອຕີຕິນເດຕູໂຮຫາເນຕູໂຮຈີບີມາຕູໂຮຍະອສິນທະຄິນໂຫຕູໂຮຕີຕິນເດປີລູຊິນເລດີລໍກະຈີມາອະຄຸຈີມາຊິເນເດດີເຄບໍຊາຍໍສາຕານດີຣີດິໂອດີອັດຕັມຟາຍດີຟົງດີອາອັບເຊວິດີໂອດີອັບເຊເດຕູໂຮພະຍາຄິນໂຫຕີຕິນເດຢາຜິດໄປແມ່ သူတို့မတိလို့ငရဲသွားမှဖြစ်တဲ့တဲ့ကြောင့်ဒါဘုရားခင်အမှားမဟုတ်ပဲနဲ့မတိတဲ့သူတွေရဲ့အမှားဖြစ်တယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့သိညာမှသိရတယ်ဆိုတော့ဒီမှာအချင်းချင်းမွေးမှပြန်ပြောမယ်ဆိုလို့ရှင်တော့ဘုရားခင်ကမယောင်းတည်တဲ့ဘုရားခင်ကဘယ်သူငရဲသွားမှဘယ်သူကောင်းကင်တော်မှဆိုတော့ဒီမှာဖြစ်တယ်ဒါပေမဲ့ဘုရားခင်ကဘယ်သူမှငရဲမသွားစေချင်အားလုံးကိုသူ့ကိုတည်စေချင်တယ်သူ့ကိုသူ့ရဲ့ကယ်တင်ခြင်းတရားကိုခံစားစေချင်တဲ့အပြီးကဒါပေမဲ့အဲ့မှာ ဖျားခင်ကိုမတီးပင်းနဲ့အခုချင်းသူတို့ငရဲတော့ရချင်းအကြောင်းရဖျားခင်ရဲ့အဖားမှုပဲနဲ့နဘတိကကျွန်တော်ယုံကြည်ပြီးတဲ့လူတွေကမဟောပြောလို့မဟောပြောတဲ့တကြောင်သူတို့ငရဲတော့ရတဲ့အဖားဖြစ်နိုင်တယ်နဘတိကလည်းသူတို့ဟာနဲ့သူတို့ဖျားကိုတီးတင့်တီးထိုက်ရတဲ့နဲ့သူတို့ရဲ့တခင်အစင်တခင်ကိုသူတို့မတိလို့တရိတ်ဆန်တရတော့မှသူတို့တခင်တီးပြီမဲ့သူတို့တခင်ကိုသူတို့မတိတဲ့အကြောင်းသူတို့ငရဲတော့စားအကြောင်းဖြစ်တဲ့အကြောင်းဒီနေ့မှာဖျားခင်မတရားဘူးဆိုတာကျွန်တော် ြောပြောလို့မရဘူးဒီနောက်ဘုရားခင်ကလုံးဝတရားတယ်မတရားတာကဒီဘုရားခင်ကိုအဲ့လောက်နီလန်ဘောင်းဆောင်တဲ့ဘုရားခင်ကကျွန်တော်တွန်တင်လမ်းပြရဲတားတော်ကိုပေးထားတယ်ဝိညာဉ်တော်ဖြစ်တွန်တင်လမ်းပြရဲတမတရားနဲ့တွန်တင်နေအဒီမှာအဲ့ဒီအရာတွေတီးဖို့လဲပက်ဆုံကနေအခုချိန်မှာဖွံ့ဖြိုးတိုးတက်နေပြီမယ်လေအဲ့ဒါကိုမတီးပင်းနဲ့အာမရဲသွားတဲ့တူရတာဘုရားခင်အမှားမပင်းနဲ့သူတို့ဟာနဲ့သူတို့အမှားဖြစ်တယ်ဆိုတဲ့အရာကိုတင်ရမှာကျွန်တော်အာ အာစင်းနေချင်တာဖြစ်တယ်နောက်ဆက်နောက်ထပ်တွေ့ကျွန်တော်အာထပ်ပြီးမှအာဒီဗီဒီယိုပြီးရဲ့နောက်ထပ်ဗီဒီယိုတစ်ခုမှကျွန်တော်ထပ်ပြီးမှ save ဆက်ဆက်ပြီးမှကျွန်တော်တင်ပြပေးဖို့ကျွန်တော်စဉ်းစားတာကြတော့ဒီကေရင်ချင်းတရားကိုဖျက်ခင်ယေရှုခရစ်တော်ကယေရှုခရစ်တော်ကကျွန်တော်ကေရင်ချင်းတရားကိုအစာပြုတော့သူနဲ့ပြည့်စုံစေတော့ခရစ်တော်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ကဆက်လက်ပြီးမှအာဖျက်ခင်ကဒီကေရင်ချင်းတရားကိုစီစီစီစဉ်တဲ့သူ ဖြစ်မြောက်စီတဲ့သူနဲ့အာပြည်စုံစီတဲ့ဖယားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဆက်လက်ပြီးမှဝင်းဟာဖုလုံဟာပြင်ဆင်ထားမှဖြစ်တယ်ဆက်လက်ပြီးမှအာပီချဖုလုံဟာလေယေရှုနာမနဲ့တောင်းပန်ရတဲ့အဆုံးတော်ရဲ့ဖျာခင်ကောင်းချီးပေးပါစေ